ဒီမိုကရက်တစ်အသင်ဆောင်တဲ့မီဒီယာပေါ်ပေါက်လာဖို့အဓိကထားဆောင်ရွက်သွားမယ်လို့ပြန်ကြားရေးဝန်ကြီးကပြောပါရယ်ခင်းနှင်းဖြူဆိုပေးပို့ထားပါရယ်ရှင်ဒီနေ့ဒီဇင်ဘာလ10ရက်နဲ့17ရက်နေ့နှစ်ရက်အတွင်းရန်ကုန်မြို့ချက်ထရီဟိုတယ်မှာပြုလုပ်တဲ့သရုပ်ထအကြိမ်မြောက်မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံမှပြောခဲ့တာပါဒီမိုကရက်တစ်အသင်ဆောင်တဲ့မီဒီယာဖြစ်လာဖို့လက်ရှိအစိုးရကနောင်လာမယ့်အစိုးရအသစ်ပါအတူပူးပေါင်းဆောင်ရွက်သွားဖို့ရှိရလို့ပြန်ကြားရေးဝန်ကြီးကပြောပါရယ်။အခုကတော့ကျွန်တော်တို့က2017ကနေစပြီးတော့2023ခုနှစ်ထိနိုင်ငံတကာအဖွဲ့အစည်းနဲ့ပေါင်းပါ ဒီနေ့ကမြို့တွေကိုလည်းဟုတ်တယ်မြို့တွေတုံးမှာဆိုတာတက်ကတော့ကျွန်တော်ပုံပြကမီဒီယာတွေနဲ့နိုင်ငံပိုင်မီဒီယာတွေမှာစာနယ်ဇင်းဆိုင်ရာအသက်ပညာတွေပြေဝဖို့တည်းလုပ်တယ်ဆိုတော့ကျင့်ဝတ်ပိုင်ဆိုင်ရာတွေဆိုတော့တော့တော့တိုင်းရင်းသားမီဒီယာတွေတိုင်းရင်းသားမီဒီယာတွေပြုလုပ်ခဲ့ဖို့လုပ်ခဲ့တာဆိုတော့အဲ့အရာတွေအားလုံးကကျွန်တော်ပြီးခဲ့တဲ့၃နှစ်အတွင်းမှာလုပ်ခဲ့တဲ့ဟာတွေကိုကျွန်တော်ပြန်သုံးသပ်မယ်ပြန်သုံးသပ်ပြီးကျွန်တော်နောက်လာမယ့်အစိုးရကလာမယ့်၅နှစ်အတွင်းမှာဘယ်လိုလုံဆောင်တည်နေဆိုတော့ကျွန်တော်ဆွေးနွေးချက်ထွက်လာတဲ့ဟာတွေကိုကျွန်တော် ဖွဲ့စည်းရတဲ့နောက်တစ်ပတ်ဆိုတော့ဝင်ပါပေါ့ကျွန်တော်တို့ကလည်းပြန်ကြဲဥပဒေအစ်စ်ကိုတာဝန်လွှဲတဲ့အခါမှာဒီဟာတွေကတော့ဆက်လုပ်ဖို့ရှိပါတယ်ဆိုတော့ပြောကြပါမယ်ဒါပြင်လက်ရှိအစိုးရတက်တဲ့အတွင်းနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ထားတဲ့ MOU နားလည်မှုစာချုပ်လာရေးထိုးထားတဲ့စာချုပ်တွေကိုလာမယ့်အစိုးရအသစ်နဲ့အတူဆွေးနွေးပြီးရက်တင်တဲ့ကိစ္စအဆက်လုံးမဲ့ကိစ္စတွေကိုလည်းဆွေးနွေးသွားဖို့ရှိတယ်လို့သူကဆက်ပြောပါတယ်။ပွင့်လင်းမြင့်တာပြီးမှန်ကန်တဲ့မီဒီယာလုပ်ငန်းဖြစ်လာဖို့အားလုံးကပူးပေါင်းဆောင်ရွက်လုပ်ကိုင်ဖို့လိုသလိုမီဒီယာပိုင်းကြွန့်ကျင်မှုတင်ကြားပေးတဲ့အကြောင်းတွေလည်းလိုအပ်တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟုပြန်ကြားရေးအဖွဲ့ဝင်ကလည်းပြောပါတယ်။ ပြောရင်တော့ဒီ right to information အဲ့ဒါအရေးကြီးတယ်ကျွန်တော်နောက်ကျွန်တော်ဟို message စကားထဲမှာလည်းပါပါပဲကျွန်တော်ဒီချက်ပို့ပြီးတော့အလုပ်လုပ်နိုင်လို့လိုနေတယ်ဟုတ်ကဲ့ဒီမှာဆိုပါဆိုကျွန်တော်ဆိုတော့ပြောလို့လေ media ဒီဟိုဟာတွေပေါ့ academy ကျောင်းတွေနောက်ပြီးတော့ဒီ polyzer suit တွေတကယ်အရေးကြီးဟိုဟာဖြစ်တဲ့ကိုရှိတဲ့ suit မျိုးတွေမျိုးသား media suit တွေပါလို့ ဲ့ဒါလေးထေချာလို့ရအောင်အဲ့ဒီဆွေးနွေးပွဲကိုပြန်ကြားရေးဝန်ကြီးဌာနမြန်မာသတင်းမီဒီယာကောင်စီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် UNESCO မြန်မာတို့ကတာဝန်ရှိသူတွေတက်ရောက်ပြီးဆွေးနွေးခဲ့ကြတာပါကျွန်မခင်းင်းဖြူဆိုပါ